မေလ20ရက်နေ့မှာစစ်ကောင်စီဘက်ကပုံမမှရှိတဲ့စကားက27ဌာနချုပ်တွေကိုရဟရင်တုံးစီနဲ့စစ်ကူလာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး KIA တပ်တွေကပြစ်ခတ်ခဲ့တာကြောင့်နှစီထိမှန်ခဲ့တာဖြစ်ပါတယ်။ထိမှန်တဲ့ထဲကဒစီကတော့ရွှေကူမှာရေးပေါ်စစ်တပ်ခဲ့ရပြီးဒစီကတော့ရွှေကူမြောက်ခင်မှာပဲပြကြခဲ့တာပါ။အဲ့ဒီနောက်မေလ21ရက်နေ့ညနေပိုင်းမှာတော့ရွှေကူမှာရေးပေါ်စစ်တပ်ခဲ့ရတဲ့ရဟရင်ကို KIA တပ်တွေကတော့ရောက်ပြစ်ခတ်ခဲ့ပြီးပျက်စီးသွားပြီဖြစ်တယ်လို့ KIA ဝန်ထမ်းပြည်ညာရေးတာဝန်ခံဗိုလ်မကြီးနော်ဘူးကပြောပါတယ်။ နေ့ညနေပိုင်းကျွန်တော်တို့ပြန်ပြစ်တာဖြစ်ပါတယ်လို့အဲဘုလိုဖေကတော့အဲရှိတယ်ရှိတယ်ဒါမဲ့တန်တစ်ပါနိုင်ရဲ့အနေထားတော့ဖြစ်ဖြစ်နေတယ်အလုံးတစ်ပါးပြီပုံမှန်မြို့နယ်ရဲ့နေရာများစုကို GAN တက်တွေကထိန်းချုပ်ထားတာဖြစ်ပြီးစစ်ကောင်စီကတော့မြို့ကိုလမ်းမလွတ်ရည်အတွက်စစ်ကူအင်အားတွေကိုဇက်တိုက်ဖြစ်တင်းနေတာပါ ကုန်းလန်းတဲ့ရေလန်းကို KIA ဘက်ကဖြတ်တောက်ထားနိုင်တာကြောင့်စစ်ကူအင်အားတွေကိုလေကြောင်းသုံးပြီးဖြစ်တင်းနေတာဖြစ်ပါတယ်။ရဲရဲနစီဆုံးရှုံးခဲ့ရတဲ့စစ်ကောင်စီဘက်ကတော့ပမောကိုလေကြောင်းကနေစက်တိုက်တိုက်ခိုက်နေတယ်လို့တိုက်ပွဲကလည်းဆက်ရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဒါပြင်ဖားကန်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA ဘက်ကကြားပြတ်တိုက်ခိုက်နေတာကြောင့်အဲ့ဒီဘက်မှလည်းတိုက်ပွဲကဆက်ရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဘက်မှလည်းတက်တော့ဆက်ရှိတယ်ဒီနေ့ဒီမနေ့လည်းရှိတယ်။ဟုတ်ကဲ့။ လဲတရားညီနောင်ကလည်းနည်းနည်းအဲသူကတက်သွားတာအဲ့ဒီကိုကျွန်တော်တို့အဲချာချက်ပြီးမှပေါ့နော်တိုက်ခိုက်တဲ့အဲတိုက်ပွဲကြီးရှိတယ်ရရင်ပြချခံရတာနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကတော့ဆက်ချွေမှုကြောင့်ပြကြတာလို့ထုတ်ပြန်ထားပါတယ်ကျွန်တော်ထားအောင်ပါ